စိတ်ချမ်းသာမှုဆိုတာလက်လွတ်သက်ခြင်းပါပဲဘဝမှာ အရာရာကိုစုပ်ကင်ထားစင်တဲ့တဘောကလူတဘာဝပါပဲချစ်သူကိုစုပ်ကင်ထားစင်တယ်ပတ်စံကိုစုပ်ကင်ထားစင်တယ်ခုံရသူကိုစုပ်ကင်ထားစင်တယ်ရရှိထားတဲ့အဆင့်တန်းတွေကိုစုပ်ကင်ထားစင်တယ်ဒါပေမဲ့တကယ်တမ်းစုပ်ကင်ထားလို့ရတဲ့အရာတွေကအရင်နေပါတယ်စုပ်ကင်ထားလို့မရတဲ့အရာတွေကပဲအများအများပေါ့ကိုချစ်တဲ့သူကကိုကိုပဲချစ်နေစေစင်တယ် ိုနေပဲရှိနေစေချင်လို့စုတ်ကင်ထားချင်တာလူတစ်ပါးကဒါပေမဲ့သူ့ရဲ့စိတ်ကိုစုတ်ကင်ထားလို့ရလားသူ့ရဲ့ခံစားမှုကိုစုတ်ကင်ထားလို့ရလားမရဘူးသူ့စိတ်ကိုသူအားပဲပိုင်နေဒါကြောင့်တနည်းမှာသူ့စိတ်ပြောင်းသွားရင်လွတ်လွတ်လပ်ရရဲ့ပတ်စံအများကြီးရှိရဲဆိုရင်ဒီနေ့တော့ပြည့်စုံနေရဲ့မနှက်ဖြန်ပါဖြစ်လဲမသိဘူးအချိန်ဤရုတ်တရက်ပြောင်းပြန်လန်သွားတာဖြစ်နိုင်တယ်ကိုဗစ်ဆိုတာလည်းဥပမာတစ်ခုလိုပဲ တချို့လူတွေစီးပွားရေးပြတ်သွားတာရှိတယ်။ဒါကြောင့်လောဆယ်ရှိတဲ့ပစ္စည်းဥစ္စာကိုမစုပ်ကင်ထားပဲရှိလာရင်ရှိလာတယ်။ပြန်လဲပြောက်ကွဲသွားနိုင်တယ်လို့သဘောထားဖို့လိုတယ်။ခွန်ယူဝယ်ရအလုပ်ရာထူးတွေလည်းတူတူပဲ။ဒီနေ့တော့လူတွေကိုယ့်ကိုလေးစားကြတယ်။ကိုယ့်စကားကိုနားထောင်ကြတယ်။ကိုယ်ဆုံးဖြတ်ချက်ချတာကိုလက်ခံကြတယ်။ဒါပေမဲ့မနဲ့ပြန်ရာထူးပြောင်းလဲသွားရင်ရောကိုယ်တက်ပိုတဲ့သူ ပေါ်လာရင်ရောတကယ်လို့ရာသူကိုငါဟာ ဂုံငါဟာလူတွေရဲ့လေးစားမှုကိုငါဟာလို့စုပ်ကင်ထားမိရင်ဒီຢာတွေပြောင်းလဲသွားတဲ့အခါဘာတွေခံစားရမလဲစဉ်းစားကြည့်တကယ်တမ်းပြောရရင်ကိုခန္ဓာကိုယ်တောင်စုပ်ကင်ထားလို့မရဘူးနော်ကိုကနေတိုင်းကျမ်းမာရေးခရူးဆိုင်တယ်လေ့ကျင့်ခန်းလုပ်တယ်ဒါပေမဲ့အိုမင်းရင်အိုမင်းမှာပဲနေမကောင်းရင်နေမကောင်းမှာပဲဒါကလည်းဘဝပဲတားဆီးလို့မရဘူးဒါကြောင့်ကိုခန္ဓာကိုယ်တောင်ငါပိုင်းလို့စုပ်ကင်မထားပါနဲ့ ကျမ၏အသက်နိုင်ဆုံးဂရုစိုက်ပြီးဒါပေမဲ့ယောဂဝေဒနာရောက်လာခဲ့လက်ခံပြီးဒီဝေဒနာနဲ့ဘဝကိုဘယ်လိုရှေ့ဆက်ရှင်တန်သွားမလဲဆိုတာစဉ်းစားမယ်။ဘာကြောင့်ဆုတ်ကင်ထားလို့မရတဲ့အရာ တွေကိုဆုတ်ကင်ထားစင်တာလဲ။ဘာကြောင့်လက်လွတ်လိုက်ရတဲ့အခါဒီလောက်နာကျင်ရတာလဲ။ဘာကြောင့်လဲဆိုတော့မျော်လင့်ရာတွေ့တာရာတွေရရှိထားမှမနှက်ပြန်ဆက်နေထိုင်မှုခွန်အားတွေလုံခြုံစိတ်ချမှုတွေရှိနေကြတာလေ။ ဒါပေမဲ့လူဘဝဆိုတာစစ်မှန်တဲ့လုံခြုံမှုရဖို့ဆိုတာတကယ်မရှိပါဘူးမရှိတာကိုရှိရမယ်လို့တောင်းတမိတော့ပူပင်မန်းတာပေါ့ဘာလို့ရမလဲဆိုတော့လက်လွတ်တက်ဖို့အလေးချင်လို့ဖို့လိုတယ်လက်လွတ်တာစိတ်အကျမ်းမှုရဲ့မူလအရင်းမြစ်ပါဖက်ဆက်အများကြီးရှိရင်ကျေစုတင်လိုက်မရှိလဲစူးစမ်းတင်တာစူးစမ်းတအားတော့ကမများနဲ့ကိုချပေးမဲ့သူရှိရင်လည်းကံကောင်းတယ်လို့ပြောရမယ်သူစိတ်ပြောင်းလဲသွားရင်လည်း အမုန်းနဲ့မဖွဲ့ပဲကျေးဇူးတရားနဲ့နှုတ်ဆက်လိုက်ပါလက်လွတ်တက်ဖို့ဆိုတာစိတ်ပိုင်းဆိုင်ရာအားကစားလို့ပြောရမယ်အမြဲတမ်းလေးကျင့်နေဖို့လိုတယ်ခက်ခဲလဲခက်ခဲပါတယ်ဒါကြောင့်အသေးစားနေစမယ်မိုးရွာလို့တွားစရာလေးတွေအစီအစဉ်ပြတ်သွားတယ်မျောလင့်ထားတဲ့အရာလေးတွေတချို့ဖြစ်မလာဘူးဘာဖြစ်ဖြစ်ဥခေးပါတယ်ဒါမျိုးရိုးရိုးလေးရနေလက်လွတ်ပြီးလက်ခံတဲ့စိတ်ကိုလေးကျင့်ရမယ်ဗုဒ္ဓမြတ်စွာဘုရားရဲ့နောက်ဆုံးစကားဟာ ဝါရဓမ္မသင်္ခါရာအပမဒီနာတမ္မာဒီထားပါတဲ့အရာအလုံးဟာမတိမြဲတည်ရှိရှိတရားနဲ့အညီ နေထိုင်ကြိုးစားကြပါတဲ့ဒီစကလုံးမှာ ပထမအရာရာမတိမြဲပြောင်းလဲနေတယ်ဒါကြောင့်စုတ်ကြိမ်မထားဖို့ဒုတိယတည်ရှိရှိနဲ့တရားနဲ့အညီဆက်လုပ်သွားဖို့ပါမတိမြဲတာတွေကိုလက်လွတ်လိုက်ပြီးမှမှန်ကန်တဲ့လမ်းကိုဆက်ရှောက်နိုင်မယ်ပစ္စုပန်မှာတည်တည်နေပြီးကျင်နာမှုနဲ့ တတိပညာရှိရှိနေထိုင်မှုပါပဲဒါစိတ်ချမ်းသာမှုရဲ့မူလအရင်းမြစ်ဖြစ်ပါတယ်ညာနာ